အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲဖယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ရန်တောင်းဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်၏ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးရန်ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းတစ်ဖက်သက်စီစဉ်ထားသည့်တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းသောဒီမိုကရေစီစံနှုန်းများနှင့်အခြေခံလွတ်လပ်ခွင့်များကင်းမဲ့ခြင်းမဲပေးရန်မဖြစ်နိုင်သောအခြေအနေများဆက်လက်ဖြစ်ပွားနေသောနှိမ့်ဆက်ဖိနှိပ်မှုအစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခံရမှုနှင့် နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများလုံးဝမရှိခြင်းတို့ကြောင့်စစ်အာဏာရှင်အဖွဲ့၏လက်ရှိလှုပ်ဆောင်မှုများမှာတရားမဝင်ကြောင်းဥရောပသမ္မတပါလီမန်ကကြေညာပါတယ်။ရွှေကောက်ပွဲကစစ်အာဏာသိမ်းမှုကိုတရားဝင်မှုဖန်တီးရန်စစ်အာဏာရှင်အဖွဲ့၏လှည့်ပြမှုကိုဖော်ပြနေကြောင်းအပြည်ပြည်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရန်နှင့်တရားဝင်ရွှေကောက်ခံအယက်သားအစိုးရကိုပြန်လည်ထူထောင်ရန်လိုအပ်ကြောင်းထို့ကြောင့်စစ်တပ်၏တရားမဝင်ရွှေကောက်ပွဲများကိုဖိချကြောင်းဥရောပသမ္မတပါလီမန်ကဆိုပါတယ်။ နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုများထင်ရှားစွာကျူးလွန်နေသည့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနှင့်မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကိုပြစ်တင်ရှုံချလိုက်ပြီးပြန်လည်ရုပ်သိမ်းရန်ဥရောပသမဂ္ဂကတောင်းဆိုပါတယ်။ရှင်းပြင်းသမရဥဝင်းမြင့်နှင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်မတရားဆွဲဆိုထားသောသို့မဟုတ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဆွဲဆိုထားသောဆွဆွဲချက်များအပြင်အကျဉ်းချခံထားရသည့်ရွေးကောက်ခံအရာရှိများနှင့်ကောင်းဆောင်များအလုပ်ကိုချက်ချင်းနှင့်အခြေအနေမရှိပဲလှုပ်ပေးရန်တောင်းဆိုပါတယ်။ ဥရောပသမဂ္ဂအနေဖြင့်တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်၎င်းတို့ကိုထောက်ခံသောပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့တို့ကိုအတိမတ်ပြုထားကြောင်းထက်လောင်းကြေညာလိုက်ပါရယ်အကြံဖတ်မှုကျူးလွန်သူများကိုတရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက်စစ်တပ်နှင့်ကျူးလွန်ခဲ့သည့်ကြီးလေးသောချိုးဖောက်မှုများအလုံးကိုလွတ်လပ်သောခိုင်မာသောနှင့် ွင်လင်းမြင်သာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်တောင်းဆိုကြောင်းစစ်ကောမရှိအဖွဲ့၏မြန်မာပြည်သူများအပေါ်ဆက်လက်ကျူးလွန်နေသောအကြမ်းဖက်မှုများနှင့်အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းနေထိုင်မှုများကိုဖြစ်တင်ရှုံချကြောင်းဥရောပသမဂ္ဂကကြေညာထားပါသည်ဆလဘီ NUG ဂုံတိတ်ခါကြဆဲအောင်ရည်ရွယ်လှုပ်ဆောင်မှုများရှိနေပြီးဒေါ်လန်ပြည်သူများသတိပြုကြရန်လွတ်လပ်သော CDM အင်အားစုတိုက်တွန်းနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် တော်လိုင်းရေးအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုနိုင်ငံရေးရည်ရွယ်ချက်ရှိရှိဂုံတိတ်ခါကြဆင်းအောင်လှုံ့ဆော်မှုတွေ ရှိနေတဲ့အတွက်တော်လန်ပြည်သူတွေအသည့်တတိနဲ့ဆင်ခြင်သုံးသပ်ကြဖို့လွတ်လပ်သော CDM အင်အားစု Independent CDM Alliance ICA ကထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အခုအချိန်ကာလမှာ NUG နဲ့အကြမ်းဖက်ဆဲအုပ်စုတို့ဟာတရားဝင်အသိမှတ်ပြုမှုရရှိရေးအတွက်အပြိုင်ဆိုင်ကြိုးပမ်းနေတဲ့ကာလဖြစ်တယ်လို့ရှုမြင်ကြောင်း ICA ကဆိုပါတယ်။ ဒီလိုအချိန် NUG ဝန်ကြီးချုပ်ရုံရဲ့အမြဲတမ်းအတွဲဝင်ဒေါ်ကြည်ပြာနဲ့အမျိုးသားဖြစ်သူဦးညီညီမင်းတို့ကိုတိုင်ကြားမှုတွေဖြစ်ပေါ်နေပြီးနင်နာသူလို့ယူဆရတဲ့ဝန်ထမ်းဟောင်းတွေအနေနဲ့လည်းတိုင်ကြားနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိရမယ်လို့နားလည်ကြောင်းပြောပါရယ်ဒီဖြစ်စဉ်ပေါ်လက်ရှိမှာစုံစမ်းစစ်ဆေးမင်းမြန်နေစေကာလဖြစ်ပြီးဒါကိုအကြောင်းပြုက NUG အစိုးရရဲ့ဂုံတိတ်ခါချဆင်းအောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေမှုတွေရှိတာကြောင့် ဒေါ်လာရေးအပေါ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ရေးသားဖြတ်ဝေမှုတွေကိုအတိတရီနဲ့ဆင်ကျင်သုံးသပ်ကြဖို့လွတ်လပ်သော CDM အင်အားစု ICA အနေနဲ့ဒေါ်လာရေးအကျိုးမျှော်ကိုပြီးတိုက်တွန်းကြောင်းဆိုထားပါတယ်။ကြပြင်းဝင်ကြီးချုပ်ရောအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြတို့ဖြစ်ရတဲ့ပတ်သက်ပြီးတိုင်ကြားသူတွေရဲ့အခွင့်အရေးရတော့၎င်းတိုင်ကြားခံရသူတွေရဲ့အခွင့်အရေးရတော့၎င်း NUG အနေနဲ့အမှန်တရားပေါ်ပေါက်ရေးအကောင်းဆုံးအစီအမံတွေနဲ့လှုံ့ဆော်မှုလေးတိုက်တွန်းချောင်း ICA ကထုတ်ပြန်ထားပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿龙妹，选来参议，再报资讯。